ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းပြင်ကျေးရွာကမိုးလေဝသရေဒါစခန်းမှာဝါရဖြန့်ဓာတ်ပုံရိုက်ကူးနေတဲ့စစ်ကောင်စီတပ်ကိုအာရခတပ်တော်အေအေကနိုဗ ెంబ ာလ14ရက်နေ့မှာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်သေးဆုံးခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါရယ်နိုဝင်ဘာလ14ရက်နေ့ကမင်းပြင်ကျေးရွာကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအာရခတပ်တော်ကလူအင်အားမညီမျှတဲ့အတွက်ခိတ္တဆုတ်ပေးထားချိန်မှာဝါရဖြန့်ဖို့ဓပုံရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးခြင်းမှာအေအေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရလို့ဆိုပါရယ်။ဝါရားဖြန့်ဖို့ဓာတ်ပုံရိုက်တဲ့အချိန်မှာကင်းထောက်ပြီးအတိအကျတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့ view မှုအဆင့်တွေပါတေဆုံးတဲ့အထက်မှာပါဝင်ပြီးလက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့အေအေရဲ့စီရေးသတင်းမြစ်ကပြောပါရယ်။ online ပေါ်မှာပြန့်နှံ့လာတဲ့ရုပ်သံ video file မှာလည်းစစ်ကောင်စီတပ်ရဲ့ဝါရားဖြန့်ဓာတ်ပုံရိုက်ကူးနေမှုကိုအရခတက်တော်ကချိန်သားကြိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးခဲ့တာကိုတွေ့ရပါတယ်ရှင်။ 香辣香辣鸡啊，大屁股，香辣鸡香啊，比林来吉林耶，小把妹，来吉林耶，小把妹呀。哎，妈耶，这里哎，这里，这里，哪里不熟悉？这里，我爱从来摸不惯，把妈丢。 Thank you.